င်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ရန်ကုန်မြို့မှာအချက်ဖက်စကောက်စီဘက်ကဗိုလ်မှူးချုပ်ချို့ထွန်းအောင်တေဆုံးမှုအတွင်းလောက်ကျန်သူတွေဆိုပြီးအချက်ဖက်စကောက်စီတပ်ကအသက်6နှစ်အရွယ်ကလေးအပါဝင်ပြည်သူ16ဦးကိုဖမ်းဆီးရရှိထားတဲ့အကြောင်းထုတ်ပြန်လာသလိုစစ်စင်ရေးမစ်ရှင်ဆောင်ရွက်ခဲ့တဲ့ GVW တပ်ဖွဲ့ကတော့ဒါဟာစစ်တပ်ကအပြစ်မဲ့ပြည်သူတွေကိုဖမ်းဆီးပြီးလိန်လေထုတ်ပြန်တာဖြစ်သလိုရဲဘော်တွေအနေနဲ့လုံခြုံတဲ့နေရာမှာရှိနေပါတယ်လို့ဆိုပါတယ် ချက်ဖတ်စကောင်စီကိုအပြည်ဆိုင်ရာ ILO Article 33နဲ့အရေးယူဖို့ဆုံးဖြတ်ပြီးတဲ့နောက်စစ်တပ်ဝင်ငွေရလန့်ဖြစ်တဲ့ရေနံတဘာဝတန်ငွေလေရင်စီနဲ့ဗန္နာယင်းငွေကြေးကဏ္ဍကိုအဓိကပြစ်မှတ်ထားပိတ်ဆို့အရေးယူဖို့ရှိနေတဲ့ဆိုတဲ့သတင်းပါဝင်ဒီနေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ရေကုန်မြို့မှာ အချက်ဖက်စကောင်စီဘက်ကဘုံမှုချုပ်ချိုးထွန်းအောင်တိစုံမှုအတွင်လှုပ်ကြံသူတွေဆိုပြီးအချက်ဖက်စကောင်စီတပ်ကအသက်6နှစ်အရွယ်ကလေးအပါဝင်ပြည်သူ16ဦးကိုဖမ်းဆီးရရှိထားတဲ့အကြောင်းထုတ်ပြန်လာသလိုစစ်စင်ရေးမစ်ရှင်ဆောင်ရွက်ခဲ့တဲ့ GVW တပ်ဖွဲ့ကတော့ဒါဟာစစ်တပ်ကအပြစ်မဲ့ပြည်သူကိုဖမ်းပြီးလိန်လဲထုတ်ပြန်တာဖြစ်တယ်လို့ရဲဘော်တွေအနေနဲ့လုံခြုံတဲ့နေရာမှာရှိနေပါတယ်လို့လည်းပြောထားပါတယ်။ဒါကတော့ရန်ကုန်တိုင်းမယန်းကုန်းမြို့နယ်မှာမေလ22ရက်နေ့က အချက်ဖက်စကောက်စီရဲ့အငိမ့်စားဗိုလ်မှူးချုပ်ချိုထွန်းအောင်ဆိုသူပြစ်ခတ်ခံရပြီးတေဆုံးမှုမှာလောက်ကျန်သူတွေဆိုပြီးအချက်ဖက်စကောက်စီတက်ကအသက်၆နှစ်အရွယ်ကလေးအပါဝင်ပြည်သူ16ဦးကိုဖမ်းဆီးရရှိထားတယ်ဆိုပြီးမေလ9ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲစစ်တပ်ဘက်ကထုတ်ပြန်လာပါတယ်။ဒါနဲ့ပတ်သက်ပြီးစစ်စေးမစ်ရှင်ကိုဆောင်ရွက်ခဲ့တဲ့ရန်ကုန်အခြေစိုက် Golden Valley Warriors မြို့ပြပျောက်ကြားတပ်ဖွဲ့ကတော့စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ဟာလိမ်လည်ထုတ်ပြန်ချက်သာဖြစ်ပြီး တို့စတက်ကအပြစ်မဲ့ပြည်သူတွေကိုအသက်6နှစ်အရွယ်ကလေးပါမချမ်းတရက်ခန်းဆိုပြီးလိမ့်လဲအမိတက်ဖမ်းဆီးပြတာဟာဒေါ်လာရေးတက်တွေကိုချိန်ချောက်ချင်တဲ့သဘောဖြစ်တဲ့အပြင်တစ်ဖက်မှာလည်းတို့ကိုအထက်ကဘလောက်ဖိအားပေးထားတယ်လဲဆိုတာသိတာနေပြီတို့စတက်ကအခုလိုဖမ်းကျင်ရရှောက်ဖမ်းထားမယ်တို့ထုတ်ပြန်ထားတဲ့စာကိုကြည်တာနဲ့တင်သိတာတို့တစ်ဖက်က CCTV မှတ်တမ်းပုံမှာဆိုရင်လဲစပိန်ကငွေရောင်ဘက်ထရီနှလုံးတက်ပုံကိုပြထားပြီး သူတို့ရဲ့သတင်းထုတ်ပြန်ချက်ထဲကပုံမှာတော့အဖြူရောင်ဘက်ထရီ၃လုံးတက်စပိန်ဖြစ်နေတာကအစလိန်ထားတာတွေတိတာနေသလိုတကယ်မစ်ရှင်ကိုဆောင်ရွက်ခဲ့တဲ့ရဲဘော်တွေကတော့လုံခြုံတဲ့နေရာမှာရှိနေပြီးဒီကောင်တွေပြည်သူကိုတတ်တတ်မဲနေတာဖြစ်တယ်လို့ Golden Valley Warriors တပ်ဖွဲ့ကပြောထားပါတယ်။ဒါအပြင်မြို့ပြတော်လန်ရေးတပ်ဖွဲ့တစ်ခုမှရှိတဲ့လက်နက်ခဲယမ်းကျွမ်းကျင်သူတဦးကလည်းစစ်ကောင်စီရဲ့သတင်းထုတ်ပြန်ချက်မှာပါဝင်တဲ့လက်နက်ကိုတေချာကြိရှုစစ်ဆေးတဲ့အခါမှာတနက်အစ်စ်မဟုတ်ပဲ ဂက်စ်နဲ့ပြည့်ရတဲ့ကော်စိတ်တနက်ဖြစ်တာကိုစီစစ်တွေ့ရှိရတယ်လို့လည်းသုံးသပ်ပြောဆိုထားပါသေးတယ်ခင်ဗျ။တစ်ဖက်မှာတော့အချမ်းဖတ်စစ်ကောင်စီကိုအပြည်ပြည်ဆိုင်ရာ ILO Article 33နဲ့အရေးယူဖို့ဆုံးဖြတ်ပြီးတဲ့နောက်စစ်တပ်ဝင်ငွေရလန်းဖြစ်တဲ့ရေနံတဘာဝတန်းငွေလီယင်စီနဲ့ဗန္ဒာယီငွေကြေးကဏ္ဍကိုအဓိကပြတ်မှတ်ထားပိတ်ဆို့အရေးယူဖို့ရှိနေတယ်လို့မြန်မာနိုင်ငံလုံငန်းရှင်များအဖွဲ့ချုပ်ရဲ့အထွေထွေအတွင်းရေးမှူးဦးဝေမှုတွင်ကရန်ကုန်ခေတ္တကိုပြောပါတယ် ဒါကတော့ဇွန်လ9ရက်နေ့ဖြစ်တဲ့မနေ့ကပဲဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်တဲ့အပြည်ပြည်ဆိုင်ရာအလို့သမားညီလာခံမှာလက်ရှိမြန်မာနိုင်ငံအတွင်းလူငယ်တွေနဲ့အလို့သမားတွေကိုစစ်မှုထမ်းဥပဒေနဲ့အတင်းအဓမ္မစစ်ထဲသွတ်သွင်းပြီးအလို့သမားအခွင့်အရေးနဲ့လူအခွင့်အရေးချိုးဖောက်နေတဲ့မြန်မာစစ်ကောင်စီကို ILO Article 33အရာအပြင်းထန်ဆုံးဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့ဆုံးဖြတ်ချက်ကိုမဲခွဲဆုံးဖြတ်တာတောင်မဟုတ်ပဲနိုင်ငံတိုင်းကတညီတညွတ်ထက်အတီးပြုတ်လိုက်ကြတာဖြစ်တယ်လို့သိရပါတယ်။ဒါဟာ စစ်ကောင်စီအတွက်တော်တော်ကိုအထိနာမဲ့ကိစ္စဖြစ်ပြီးလက်တော်မှာလည်းစစ်ကောင်စီကိုဘယ်လိုပုံစံနဲ့အပြင်းထန်ဆုံးအရေးယူမလဲဆိုတာကိုညှိနှိုင်းနေကြပြီဖြစ်တယ်လို့အဓိကကတော့လက်ရှိစစ်ကောင်စီရဲ့ဝင်ငွေရလန်းဖြစ်တဲ့ရင်းနှံသဘာဝတန်ငွေလင်းရင်စီနဲ့ဗန္ဒာယီငွေကြေးကဏ္ဍကိုအဓိကပြတ်မှတ်ထားပိတ်ဆို့အရေးယူဖို့ရှိနေတယ်လို့လည်းမြန်မာနိုင်ငံလုပ်ငန်းရှင်များအဖွဲ့ချုပ်ရဲ့အထွေထွေအတွင်ရေးမှူးဦးဝေမှုတွင်ကပြောထားပါတယ် ဒီလိုအပြည်ပြည်ဆိုင်ရာ ILO Article 33နဲ့စစ်ကောင်စီကိုအပြင်းထန်ဆုံးအရေးယူပိတ်ဆို့မှုတွေလုပ်တဲ့အချိန်ပြည်သူလူထုမထိခိုက်ရေးအတွက် UNG ကဦးစားပေးစဉ်းစားနေပြီးတချို့ကလည်းပြည်သူလူထုကဆရာနေရှင်လက်အောက်မှာတိထက်ထိခိုက်စရာမရှိတော့ဘူးဆိုတဲ့ရှူတောင်းကနေလည်းပြောဆိုနေကြတာရှိသလိုအဓိကအခြေခံ73စီနဲ့လောင်စာစီတွေအပြင်ဗန်စနစ်တွေအထိပိတ်ဆို့မှုတွေလုပ်တဲ့အခါမှာပြည်သူလူထုကိုမထိခိုက်မဲ့နီလန်တွေကိုညှိနှိုင်းမှုတွေရှိနေတယ်လို့လည်းဥဝေမှုတွင်ကရှင်းပြထားပါတယ်အခုလို့ မြန်မာနိုင်ငံကို ILO Article 33နဲ့အရေးယူတန်းခတ်မှုဟာဒါနဲ့ဆိုဒုတိယအကြိမ်ဖြစ်ပြီးတော့ဆန္ဒရှင်တန်းရွှေလက်ထက်ကလည်းပထမအကြိမ်အဖြစ် ILO ကပြင်းထန်တဲ့တန်းခတ်ပိတ်ဆို့အရေးယူမှုတွေလှုပ်ဆောင်ခဲ့ပါသေးတယ်ခင်ဗျာတဖက်မှာတော့ဂျီနီပြည်နယ်လွိုက်ကော်မြို့နယ်တဲကအချက်ဖက်စကောင်စီတပ်စခန်းနဲ့စစ်ကူစစ်ကြောင်းကိုဒေါ်လာအေးပူပေါင်းတပ်တွေကတိုက်ခိုက်ချင်းမမှုအတွေ့ စစ်ကောင်စီတပ်သားအယောက်20ကျော်ကတော့အသီးသီးတိတ်ကုန်ကြတဲ့အပြင်လက်နက်ခဲယံတချို့ကပါတင်းစီရရှိထားတယ်လို့ KNDF တော်လှန်ရေးတရင်ရှိမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့ဇွန်လ3ရက်နေ့ကပဲရိုက်ကော်မြို့နယ်တပြေကုန်းဖုန်ကြီးကျောင်းဝင်းအတွင်တက်ဆွဲထားတဲ့စစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်ရမှာစစ်ကူလာတဲ့စစ်ကြောင်းကိုပါတပတ်ကနေပိတ်ဆို့တိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင် စစ်ကောင်စီတပ်သားအယောက်20ကျော်ကတော့အသီးသီးသေကုန်ကြတဲ့အပြင်သူတို့စီကနေ RPG လက်နက်အပါဝင်တနက်တွေကြီတွေပါတင်းစီရရှိထားတယ်လို့ KNDF တော်လှန်ရေးတရင်ရှိမိကပြောထားပါတယ်ခင်ဗျတပ်ဖက်မှာလည်း တင်းသားတိုင်းဒဝဲမြို့နယ်ကျဆားပြင်ကန်းနာလမ်းမှာအထိုင်ချတဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်စခန်းကိုဒေါ်လိုင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကအရာရှိအကြီးပိုင်းအပါဝင်၁၁ဦးကတော့အသီးသီးထိကုန်ကြပြီလို့ Special Guerilla Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရင်ကုန်ခေတ္တကိုပြောပါတယ်။ဖြစ်စဉ်ကတော့မေလ30ရက်နေ့ကပဲဒဝဲမြို့နယ်ကျဆားပြင်ကန်းနာလမ်းတကုံ၅စိတ်အနီးမှာအထိုင်ချတဆွဲထားပြီးလောင်လုံးမြို့နယ်ဘက်ကလက်နက်ကြီးတွေနဲ့ပစ်ကူပေးနေတဲ့ အချမ်းပတ်စစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးတပ်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကရရှိအကြီးပိုင်းအပါဝင်၁၁ဦးကတော့အသီးသီးသိမ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေလည်းရှိထားတဲ့အကြောင်းကိုတည်ထားရတယ်လို့ Special Guerrilla Force တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျာ။တဖက်မှာတော့ပဲခူးတိုင်းမဲလာမြို့နယ်တရက်တပင်ကျေးရွာအထက်တန်းကျောင်းမှာအချက်ပတ်စကောင်စီလောက်ခန်းနန်းစီဒီယမ်ကာယဆရာအောင်ကိုလွင်ဆိုးဆိုတဲ့သူက ကျောင်းသားကျောင်းသူတွေကိုအခြေခံစစ်ပညာဆိုင်ရာကာယလေ့ကျင့်ခန်းသင်ကြားတာတွေလုပ်နေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့လက်ရှိမင်းလာမြို့နယ်တရက်တပင်ကျေးရွာအထက်တန်းကျောင်းမှာအခုဇွန်လပိုင်းကစပြီးစာသင်ကျောင်းတွေပြန်ဖွင့်တဲ့အချိန်မှာအချက်ဖက်စကောင်စီလက်အောက်ခံနန်းစီဒီယမ်ကာယဆရာအောင်ကိုလွင်စိုးဆိုတဲ့သူဟာကျောင်းသူကျောင်းသားတွေကိုအခြေခံစစ်ပညာဆိုင်ရာကာယလေ့ကျင့်ခန်းသင်ကြားတာတွေလုပ်လာတယ်ဆိုပါတယ်။အဲဒီလိုသင်ကြားတဲ့အခါမှာ ကလေးတွေကိုအမိန့်နာခံရမယ့်အကြောင်းတွေနေ့စဉ်ပြောဆိုနေပြီးသူခိုင်းတဲ့အခြေခံစစ်ပညာကာယလေ့ကျင့်ခန်းတွေကိုမလုပ်တဲ့ကလေးတွေကိုလည်းဇဲဆိုရိုက်နှက်တာတွေအထိလှုပ်လာနေတယ်လို့ဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားသလိုအဲ့ဒီနန်းစီဒီယမ်ကာယဆရာအောင်ကိုလွင်ဆိုးဆိုတဲ့သူဟာစစ်ကောင်စီတပ်ကအရာရှိတွေနဲ့အမျိုးတော်ဆက်သူဖြစ်တဲ့အတွက်ကျောင်းအုပ်ကြီးကိုတိုင်ဟန်တားရဲခြင်းမရှိဘူးလို့လည်းသိရပါပါခင်ဗျတဖက်မှာတော့ စကိုင်းတိုင်းတမူးမြို့မှာကင်းလှည့်နေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့တော်လိုင်းရေးတပ်တွေအကြားပြစ်ခတ်မှုဖြစ်ပွားပြီးစစ်ကောင်စီဘက်ကအရာရှိတဦးအပါအဝင်စစ်သား၃ဦးကတော့အသီးသီးတေကုန်ကြပြီးသူတို့ဘက်ကစစ်ကူပါခေါ်ရတဲ့အထိပြစ်သွားတယ်လို့ဇိုအာမီတပ်ဖွဲ့ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ္တကိုပြောပါတယ်။ ဖြစ်စဉ်ကတော့ဇွန်လ9ရက်နေ့ကပဲတမူးမြို့မှာကင်းလှည့်နေတဲ့အကြပ်ဖက်စစ်ကောင်စီတပ်သားအယောက်20ဝန်းကျင်လောက်နဲ့တော်လိုင်းတပ်တွေကြားထိတ်တိုက်တိုးပြီးနှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှုဖြစ်ပွားခဲ့တယ်ဆိုပါတယ်။အဲဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီဘက်ကအရာရှိတအုပ်အပါဝင်စစ်သား3ဦးကတော့ပြစ်ခတ်မှုတွေအတွင်းမှာပဲအသီးသီးတိုက်ကုန်ကြပြီးသူတို့ဘက်ကစစ်ကူပါခေါ်ရတဲ့အထိဖြစ်သွားတယ်လို့ဇိုအာမီတပ်ဖွဲ့ရဲ့တာဝန်ရှိသူတအုပ်ကပြောထားပါတယ်ခင်ဗျာ။ ုတ်ကဲ့ဒါကတော့ရောင်ခစ်တစ်ကနေဒီနေ့နေ့လည်းကင်းသတင်းတွေကိုတင်ဆက်ပေးကြတာပါကြည့်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ